Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့ဗန္ဓာရေးပြဿနာများနဲ့အစိုးရကပိတ်ပင်မှုများကြောင့် IFA သတင်းဌာနလက်ပတ်မှုရပ်ဆိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လွတ်လပ်တဲ့ Asia Radio IFA သတင်းဌာနဟာဆိုရင် American အစိုးရရဲ့ပိတ်သိမ်းမှုတွေအစိုးရထောက်ပံ့နေတဲ့သတင်းဌာနတွေကို Trump အစိုးရကပိတ်ပင်မှုတွေကြောင့်ဗန္ဓာရေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးတော့သတင်းထုတ်လွှင့်တင်ဆက်မှုတွေကိုရပ်ဆိုင်းတော်မယ်လို့တောက်ကြနေကကြေညာလိုက်ပါတယ်အာဖီယာဆိုရင်တော့1996ခုနှစ်ကတည်းက ရုပ်သံနဲ့ online တို့ကနေပြီးတော့လွတ်လပ်စွာသတင်းတင်ဆက်နေတဲ့သတင်းဌာနတစ်ခုလည်းဖြစ်ပါတယ်။အစိုးရအဖွဲ့ကငွေကြေးဆိုင်ရာကိစ္စတွေကိုထိန်းချုပ်လာတာကြောင့်ပြီးခဲ့တဲ့လမြောက်အတွင်းမှာဝန်ထမ်းအနေငယ်နဲ့ဒါလဲပတ်ခဲ့ရပြီးတော့ online ကနေပြီးတော့သတင်းအနေငယ်ကိုသာထုတ်လွှင့်နိုင်ခဲ့ပါတယ်။ Transoya က IFA Radio Free Europe Radio Liberty VOE ရောလိုမျိုးသတင်းဌာနတွေဟာကောင်းစွာမလဲပတ်နိုင်ပဲအစိုးရရင်းမြစ်တွေကိုဆုံးရှုံးစေတယ်လို့ဝေဖန်ပြောဆိုခဲ့ပါတယ်။ IFA ဥက္ကဋ္ဌ Pfan ကတော့ ကန့်သက်ရရှိထားတဲ့အထောက်ပံ့တွေနဲ့ဆက်လက်လက်ပတ်ဖို့ခက်ခဲတာကြောင့်အတက်နိုင်ဆုံးခြုံပြီးတော့ရှော့ချနေရတယ်လို့ပြောကြားခဲ့ပါတယ်။ IFA အနေနဲ့နိုင်ငံရဲ့ခြားဌာနတွေကိုစတင်ပိတ်သိမ်းသွားမှာဖြစ်ပြီးတော့ရဆိုင်ခံလိုက်ရတဲ့ဝန်ထမ်းတွေကိုလည်းရော့ကျေးငွေတွေပေးသွားမယ်လို့ဆိုပါတယ်။ဗန္ဓာရေးအခြေအနေတွေခက်ခဲနေပေမဲ့ IFA ဟာ2023ခုနှစ်ကနေပြီးတော့2024ခုနှစ်အတွင်း၎င်းရဲ့ website ကိုတရားဝင်ဝင်ရောက်ကြည့်ရှုသူ20ရာခိုင်နှုန်းမြင့်တက်စေခဲ့တယ်လို့လည်းသိရှိရတာပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။